ကျွန်တော်ရဲ့နာမည်ကတော့စလုံးပါဂိမ်းတွေပါလေလောက်တာကတော့အခုမှစလုံးတာပေါ့နော်ဒီဂိမ်းပြည့် concept ကတော့အဓိကမန္တလေးကိုကိုစားပြုထားတာပေါ့နော်ဒီမှာဘာပါလဲဆိုတော့အဓိကအရင်တလောလေးတော့လှုပ်သွားတဲ့ငလင်းတော့ကေဆယ်ရေးပုံစံမျိုးပေါ့နော်အဲ့ဒီဟာကိုအသားပေးထားတယ်ပေါ့နော် narrative အသားပေးထားတဲ့ပုံစံမျိုးပေါ့မြန်မာဆန်ဆန်ပေါ့နော် အထက်ထဲမှာထည့်ထားတဲ့ content တွေအားစမြန်မာဆန်ဆန်လေးလှုပ်ထားတယ်ပေါ့နော်ဂိမ်းရဲ့ ီ level design လေးကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ဒီမှာဒီဟာလေးတွေလိုက်စားရမှာပေါ့နော်အလုံးလေးရတယ်ကျွန်တော်တို့ matte kit တွေကိုလိုက်စားပြီးတော့နောက်ဆုံးကြရင်ပန်းနိုင်အောင်ရောက်သွားမယ်ပေါ့နော်အဓိကကတော့အဲ့ concept ပဲရှိပါတယ်အဲ့မှာ enemy လေးတွေရှိရပေါ့နော်ဒါတော့လုံးဝ auto ပေါ့နော်နောက်ကရင်လိုက်ပြီးတော့ဒီနာလေးတော့ကတ်လို့ရှိရင်လိုက်မယ်လိုက်ပြီးတော့အဲ့ဒီ mechanic လေးထည့်ထားရပေါ့နော်ဒီနာလေးမှာဆိုရင်လည်းပေါ့ပေါ့ပါပါပဲဆော့လို့ရအောင်လို့ဒီမှာတံတားလေးတစ်ခုကိုလောက်ထားရပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ကဘာတွေထည့်ထားလဲဆိုတော့ response collector ာလောက်ထားတဲ့ဟာတွေထည့်ထားတယ်ပေါ့နော်တကယ်လို့ရေးတယ်ပြုတ်ကြခဲ့မယ်ဆိုရင်ဘယ်နေရာမှာကျွန်တော်တို့ပြန်သက်ရှင်မလဲဆိုတဲ့ဟာမျိုးလောက်ထားတယ်ဆိုတော့အဓိကကတော့ကဲဆယ်ရေးပုံစံမျိုးပေါ့နော်ငလင်းမှာဖြစ်နေတဲ့ဟာရဲ့မန္တလေးကိုအသားပေးပြီးတော့ဆွဲထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ level design ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီ level ကိုဖန်တီးဖို့ဘယ်ကနေ inspiration ယူခဲ့ရလဲကျွန်တော်တို့ထက်ချယ်ပြလို့ရမှာဒီ level ကို inspiration ယူထားတာကတော့မန္တလေး concept ပေါ့နော်မန္တလေးမှာရှိတဲ့ငလင်းဖြစ်သွားတဲ့ဟာကို အဓိကကွန်ဆက်ယူထားတာပေါ့နော်